ီစသိန်းတွေကိုပိတ်ထားမယ်ဆိုရင်မိတ်ဆွေရဲ့ဖုန်းကပူပြီးတော့မြန်ဆန်ပေါ်ပါတက်လက်လာမှာဖြစ်တယ်လို့ဖုန်းဘက်ထရီကလည်းပူပြီးတော့ကြာရှည်ခံအတုံးပြူလာနိုင်မှာဖြစ်ပါတယ်။နောက်ပြီးတော့ကျွန်တော်တို့ရဲ့ဖုန်း screen ပေါ်မှာ virus software အမျိုးမျိုးကြောင့်တက်လာတဲ့ကြေညာတွေကိုလည်းပိတ်ပေးသွားမှာဖြစ်ပါတယ်။ မလူအပ်ပင်းတဲ့ဖုန်းအင်တာနက် data packet တွေကုန်မြန်တာကိုလည်းရှော့ချပေးသွားမှာဖြစ်ပါတယ်။ကြည့်ဒါဆိုရှင်တော့ကျွန်တော်တို့ဒီစက်သိန်းတွေကိုဘယ်လိုပိတ်ရမလဲဆိုတာကိုအချိန်မဆွဲဘဲနဲ့ကြည့်လိုက်ရအောင်။ပထမဆုံးအနေနဲ့ကျွန်တော်တို့ပိတ်ထားရမယ့်စက်သိန်းတစ်ခုကိုအရင်ဆုံးကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ဖုန်းစက်သိန်းလေးထည့်ကိုဝင်သွားလိုက်ပါ။ကဲကျွန်တော်ဖုန်းဆက်တင်ခဲ့ရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအောက်ဖက်ကိုတစ်ချက်ဆင်းသွားလိုက်ပါ ကိုကေးကိုလိုက်ပြီးတော့ရှာပေးရမှာဖြစ်ပါတယ်ဖုန်းစတိန်တိုင်းမှာရှိပါတယ်ကိုကေးဆိုတဲ့ဟာလေးကိုလိုက်ရှာလိုက်ပါကိုကေးဆိုတဲ့ညာလေးကိုခလိတ်နှိပ်ပြီးတော့တစ်ချက်ဝင်သွားလိုက်ပါအော်ဆောင်ဘေးညာမှာတစ်ချက်နှိပ်ပေးလိုက်ပါပြီးတော့ကျွန်တော်တို့အောက်ဖက်ကိုတစ်ချက်ဆင်းသွင်းလိုက်မယ်ကျွန်တော်တို့တပိုက်ကိုလိုက်ပြီးတော့ရှာလိုက်ပါ။ Okay ဒီမှာတပိုက်ကိုတွေ့ပါပြီ။တပိုက်ထဲကိုကျွန်တော်နှိပ်ပြီးတော့ဝင်သွားလိုက်ပါ။ โอเคဒီတပိုက်နေရာမှာဆိုလို့ရှိရင် scan for နေရာပိုင်းတပိုက်နေရာမှာအခုလို on လုပ်ပြီးတော့ဖွင့်ထားတယ်ဆိုလို့ရှိရင်တော့ဒီဆက်ကနေပြီးတော့ကျွန်တော်တို့ရဲ့အနီးနားမှာရှိတဲ့ဆက် PC တွေကိုအချိန်ပြီးပေါ့နော်နောက်ွယ်ရနေပြီးတော့ရှာဖွေနေတာဖြစ်ပါတယ် ကျွန်တော်ညီသားမှာပါဆက်ပစ္စည်းတွေရှိတယ်ဘလူးဖုန်းမျိုးစားတွေရှိတယ်ဆိုတာကိုအချိန်ပြီးနောက်ွယ်ရနေပြီးတော့သူကစကန်ဖတ်ပြီးတော့ရှာဖွေနေတာဖြစ်ပါတယ်အခုမိစီတို့ကိုကျွန်တော်ပြောပြနေတဲ့အချိန်မှာပဲဒီမှာကြည့်လိုက်ပါအဝိုင်းလေပြီးတော့အချိန်ပြီးသူကစကန်ဖတ်ပြီးတော့ရှာဖွေနေတာဖြစ်ပါတယ်ဒီညမှာကိုကျွန်တော်အခုလို့ဖွင့်ထားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဖုန်းကဘက်ထရီကိုချာရှင်မခံပေးနဲ့ဘက်ထရီဟာကုန်မြန်မှာဖြစ်ပါတယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော် ဘက်ထရီကိုကြာရှည်ခံပြီးတော့အသုံးပြုချင်တယ်ဆိုလို့ရှိရင်တော့ဒီက scan for nearby Dubai ဆိုတဲ့နေရာမှာအခုလိုမဖွင့်ထားပေးနဲ့ offload ပြီးတော့ဒီနေရာမှာပိတ်ထားပေးလိုက်ပါ okay เนาะဒါတော့ပထမစက်တိန်တစ်ခုဖြစ်ပါတယ်။နောက်ဒုတိယစက်တိန်တစ်ခုဆက်ပြီးတော့ကျွန်တော်ပြပြပေးမှာဖြစ်ပါတယ်။စက်တိန်နှိပ်ပေါ့เนาะစက်တိန်နှိပ်ကကြတော့ကျွန်တော်တို့ဒီကုဖုန်းထဲမှာရှိတဲ့စက်တိန်လေးတွေကိုပဲထပ်ပြီးတော့ဝင်သွားလိုက်ပါ။ပြီးတော့เนาะ okay ထဲကိုဆက်ပြီးတော့ဝင်သွားလိုက်ပါမယ်။ โอเคဒီ coke sapit ထဲကိုပဲပြင်ရောက်လာမှာဖြစ်ပါတယ် coke sapit ထဲကိုဝင်ပြီးတော့မှ all sapit နေရာမှာတစ်ချက်ပြင်ပြီးတော့နှိပ်ပေးလိုက်ပါပြီးတော့တော့ကျွန်တော်တို့အောက်ဖက်ကိုတစ်ချက်ဆင်းသွားလိုက်မယ် number 2 setting ကကျွန်တော်ကျွန်တော်တို့ ADS ဆိုတဲ့နေရာမှာကိုတစ်ချက်နှိပ်ပေးလိုက်ပါ ADS ဒီနေရာမှာတစ်ချက်နှိပ်ပါ delete advertising id ဆိုတဲ့နေရာမှာကိုတစ်ချက် click နှိပ်ပေးလိုက်ပါ okay ဒီ advertising id ကိုဖြတ်လိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ phone screen ပေါ်မှာ တက်လာတဲ့ကြီးညာတွေကိုဖျက်ပေးသွားမှာဖြစ်ပါတယ်ဗောနော်ကျွန်တော်တို့ Google Chrome မှာတွားပြီးတော့ website တွေထဲမှာဝင်တဲ့အခါမှာကျွန်တော်တို့မသိပါဘဲနဲ့အဲ့ဒီ Google Chrome website တွေထဲကနေပြီးတော့ကျွန်တော်တို့ရဲ့ဖုန်းထဲကို virus ပါတဲ့ APK software တွေကို auto install လုပ်ပေးသွားတယ်ဗောနော်အဲ့ဒီ auto install လုပ်ပေးသွားတဲ့ APK တွေဟာကျွန်တော်တို့ရဲ့ဖုန်းထဲမှာရှိနေတာဖြစ်ပါတယ်ဗောနော်ဖုန်းထဲမှာ software ပုံ icon တွေမတွေ့ရဘဲနဲ့ပုံအောင်နေတာဖြစ်ပါတယ် ဲ့ဒီပုံအောင်နေတဲ့ application application software တွေထဲကနေပြီးတော့မှကျွန်တော်ရဲ့ phone screen ထဲမှာကိုကြညာတွေတက်လာတယ်ပေါ့နော်အဲ့ဒီကြညာတွေကိုကျွန်တော်တို့ကဖြတ်ချင်နေဆိုရင် delete advertising id ဒီညာလေးမှာကိုတစ်ချက်နေပြီးတော့ဖြတ်လိုက်ပါညမှာတစ်ခုထပ်ပြီးတော့ပြောချင်တာကမိတ်ဆွေတို့အနေနဲ့အဲ့ဒီကြညာတွေကိုဒီညမှာနေပြီးတော့မိတ်ဆွေတို့က ဒလိလုတ်ပေမဲ့ကျွန်ညာထပ်ပြီးတော့တက်တယ်ဆိုလို့ရှိတော့ကျွန်ညာကိုဖြတ်တဲ့နီးလန်းတခြားနီးလန်းရှိပါသေးတယ်မိတ်ဆွေအနေနဲ့ဒီ ADS နေရာမှာနေပြီးတော့မှပုံမှန်တိုင်းကျွန်တော်တို့ကျွန်ညာ ID ကိုထပ်ထားချင်တယ်ဆိုလို့ရှိတော့ကျွန်တော် get new advertising ID ကိုနေပြီးတော့မှ confirm ကိုနေပါပြီးတော့တော့ကျွန်တော်တို့ကျွန်ညာ ID အတိတ်ကိုထပ်ရမှာဖြစ်ပါတယ် โอเคခုကျွန်တော်မိတ်ဆွေတို့ကိုပြောပြပေးထားတဲ့စက်သိန်းနေ့ကကြတော့ကျွန်တော်တို့ရဲ့ phone screen ပေါ်မှာကျွန်တော်တို့မသိရပေနဲ့ဘေးနဲ့ကမှန်းမတီးပဲတက်လာတဲ့ကြညာတွေကိုပိတ်တဲ့နေလမ်းပဲဖြစ်ပါတယ်စက်သိန်းသုံးအကြောင်းကိုကျွန်တော်ဆက်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်ဒီထက်ကနေကျွန်တော်တို့ထွက်သွားလိုက်မယ်စက်သိန်းသုံးကိုထပ်ပြီးတော့ပြောပြမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့သုံးစံတိုင်းစက်သိန်းလေးထုတ်ထပ်ပြီးတော့ဝင်သွားလိုက်ပါပြီးရင်တော့ကျွန်တော်တို့အောက်ဘက်ကိုဆင်းသွားလိုက်မယ် အောက်ဖက်ကိုဆင်းသွားပြီးတော့မှကျွန်တော်တို့ခုနကကိုကေထဲကိုဆက်ပြီးတော့ဝင်သွားလိုက်ပါကိုကေထဲကိုကျွန်တော်တို့ claim နေပြီးတော့ဝင်သွားလိုက်မယ်အော်ဆာပိတ်ကိုထပ်ပြီးတော့နှိပ်ပေးလိုက်ပါပြီးတော့တော့ကျွန်တော်တို့အောက်ဖက်ကိုဆင်းသွားလိုက်မယ်ဒီနေရာမှာ use and dear null stick ဆိုတဲ့နေရာမှာတစ်ချက်နှိပ်ပေးလိုက်ပါ okay ဒီ use diagnostic နေရာမှာအခုလို on လုပ်ပြီးတော့ print ထားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဖုန်းကိုတခြားသူတွေကဝင်ရောက်ပြီးတော့ထိ ंछ ုပ်ဖို့လွယ်လွယ်လေးပဲဖြစ်ပါတယ် ီလိုဖွင့်ထားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းနဲ့ပေတူတူနဲ့စကားပြောနေတယ်ပါတွေပြောနေတယ်ကျွန်တော်ပါတွေလုပ်နေတယ်ဆိုတာကိုဒီကိုကေကနေပြီးတဆင်ပေါ့နော်ကျွန်တော်တို့ရဲ့ဖုန်းကိုလမ်းပြီးတော့ထိန်ချုပ်နိုင်တယ်ကျွန်တော်တို့ရဲ့ဒေတာတွေကျွန်တော်တို့လုတ်တမရကိုသူတို့အနေနဲ့မတန်းနေနေပေါ့နော်သူတို့အဲ့လိုတကူရရှိနိုင်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ဘာတွေလုတ်တယ်ကျွန်တော်တို့ဘယ်သူနဲ့ဖုန်းကြီးပြောနေတယ်ကျွန်တော်တို့ရဲ့ဒေတာတွေကိုမပေးချင်ဘူးဆိုလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်တို့ off လုပ်ပြီးတော့ပိတ်ထားလိုက်ပါ โอเคဒါတော့ကျွန်တော်ပြောပြပြီးသွားတဲ့စက်သိမ်းများထရနေပြီးတော့စက်သိမ်း၃မြောက်ဖြစ်ပါတယ်ဗောနော်နောက်ထပ်ခြံနဲ့စက်သိမ်းပိုင်းတွေကိုကျွန်တော်ဆက်ပြီးတော့ပြောပြပြီးသွားမှာဖြစ်ပါတယ်โอเคနောက်ထပ်စက်သိမ်းတစ်ခုကကျတော့စက်သိမ်း၄ဖြစ်ပါတယ်ဗောနော်စက်သိမ်း၄ကိုကျွန်တော်ဆက်ပြီးတော့ကြည့်ရအောင်ထုံးစံတိုင်းမှာကျွန်တော်ဖုံးစက်သိမ်း၄ထဲကိုတစ်ချက်ဝင်သွားလိုက်မယ်အောက်ဘက်ကိုနည်းနည်းဆင်းသွားလိုက်မယ် location ကိုလိုက်ပြီးတော့ရှာလိုက်ပါ location ထဲကိုတစ်ချက်နှိပ်ပြီးတော့ဝင်လိုက်ပါအောက်ဘက်ကိုတစ်ချက်ဆင်းသွားလိုက်မယ် location survey ကိုလိုက်ပြီးတော့ရှာလိုက်ပါ location survey ထည့်ထုတ်ခြင်းနှိပ်ပြီးတော့ online ပါ okay ဒီ location survey နေရာမှာကိုကျွန်တော် wifi နဲ့ bluetooth ကိုလိုက်ပြီးတော့ရှာလိုက်ပါ okay အောက်ဆုံးနှောင်းလေးမှာ wifi scanning bluetooth scanning ဆိုပြီးတော့တွေ့မှာဖြစ်ပါတယ်ဥပေါ်နှောင်းလေးက wifi scanning နေရာမှာကျွန်တော်ကြည့်လိုက်ပါ on ဖြစ်နေပြီပေါ့နော် on ဖြစ်နေတဲ့နေရာမှာကျွန်တော်ချက်နှိပ်မယ် wifi scanning နေရာမှာအခုလို on လုပ်ပြီးတော့ဖွင့်ထားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ wifi ဟာကျွန်တော် ပိတ်ထားပေမဲ့လည်းနောက်ွယ်ရနိုင်ပြီးတော့ auto scan ဖတ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဖုန်းထဲမှာရှိတဲ့ battery အားတွေဟာမြန်မြန်ဆန်ဆန်ကုန်မြန်မာဖြစ်ပါတယ် battery အားချာရှိခံနိုင်မှာမဟုတ်ပါဘူးအဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က G Wi-Fi scanning ကိုလည်းကျွန်တော်တို့ off လုပ်ပြီးတော့အခုလိုပိတ်ထားပေးလိုက်ပါဒါဆိုရှင်တော့နောက်ွယ်ရနိုင်ပြီးတော့ Wi-Fi scanning ကိုတူမဖတ်တော့တဲ့အတွက်ကြောင့်လို့ဖုန်းဘက်ထရီချာရှိခံနိုင်မှာဖြစ်ပါတယ်။နောက်ထပ်တစ်ခုကကျွန်တော်ကျွန်တော်တို့ဒီအောက်နားလေးက Bluetooth scanning ဒီနေရာမှာလေးပဲကျွန်တော်တို့ on ဖြစ်နေတာကို off ဖြစ်သွားအောင် Bluetooth scanning ကိုကျွန်တော် off လုပ်ပြီးတော့ထားပေးလိုက်ပါ။ဒါဆိုလို့ရှိရင်တော့နောက်ွယ်ဟာနေပြီးတော့ auto scanning ဖတ်နေတာကိုပိတ်ထားလိုက်ပြီးဖြစ်တဲ့အတွက်ကြောင့်မို့ဖုန်းဘက်ထရီဟာပို့ပြီးတော့ ကြာရှည်ခံအထုံးပြုလို့ရမှာဖြစ်ပါတယ်။ကိဒါတော့စတိန်လေးအကြောင်းဖြစ်ပါတယ်ပေါ့နော်။နောက်ထပ်စတိန်ငါအကြောင်းကိုဆက်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်။ကောင်းစားအတိုင်းစက်တိန်ငါးကိုဆက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့စက်တိန်လေးထဲကိုတစ်ချက်ဆက်ပြီးတော့ဝင်တွန်းလိုက်ပါကျွန်တော်တို့ရဲ့ဖုန်းထဲမှာရှိတဲ့ application များတည်ရှိတဲ့နေရာထဲကိုတစ်ချက်နှိပ်ပြီးတော့ဝင်တွန်းလိုက်ပါကိုယ့်ရဲ့ဖုန်းထဲမှာ app app တမမဟုတ် application ဆိုပြီးတော့ဖုန်းတိုင်းမှာရှိပါတယ်လိုက်ပြီးတော့ရှာလိုက်ပါ โอเคဒီကျွန်တော်ရဲ့ဖုန်းထဲမှာဆိုလို့ရှိရင်တော့ APPSF ဆိုပြီးတော့အခုလို့တွေ့ရမှာဖြစ်ပါတယ်ဗောနော်တချို့ဖုန်းတွေမှာဆိုလို့ရှိရင်တော့ application ဆိုပြီးတော့တွေ့ရမှာဖြစ်ပါတယ် application ဒါမှမဟုတ် app ထဲမှာတစ်ချက်ဝင်လိုက်ပါ minute app ဆိုတဲ့နေရာထဲကိုတစ်ချက်နှိပ်ပေးလိုက်ပါကဲဒီ minute app ထဲမှာကျွန်တော်တို့အမြဲတမ်းတုံးလက်ရှိတဲ့ application တွေဒါမှမဟုတ် internet တုံးတဲ့ application တွေတော်တော်များများကိုကျွန်တော်လိုက်ပြီးတော့ရှာလိုက်ပါအ ဲ့ဒီ application တွေရဲ့နောက်ကွယ်ဟာနေပြီးတော့ background data မှာသူကအလုံးလုံးနေတာတွေ background data ဖွင့်ထားတာတွေကိုကျွန်တော်တို့လိုက်ပြီးတော့ပိတ်ပေးရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဥပမာအနေနဲ့ကျွန်တော်ပြောပြမယ်ဆိုလို့ရှိရင်အခုကျွန်တော်ဒီ many app ထဲမှာကျွန်တော်အများအားတုံးလေးရှိတဲ့ Google Chrome ဒါမှမဟုတ် Facebook တို့ TikTok တို့เนาะ YouTube တို့ကိုကျွန်တော်တို့လိုက်ပြီးတော့ share လိုက်ပါပြီးတော့เนาะကျွန်တော်တို့ဒီ Chrome တာမှမဟုတ် TikTok YouTube ChatGPT စတဲ့ AI software တွေဒါဆိုလို့ရှိရင် internet တော်တော်လေးကိုစားရပြီပေါ့เนาะ ဆိုတော့ကျွန်တော်တို့ဒီ app info ထဲဝင်ပြီးတော့မှ data usage စုတဲ့နေရာမှာတစ်ချက်နှိပ်ပေးလိုက်ပါပြီးတော့တော့ကျွန်တော်ဒီအောက်နားလေးမှာ background data ဆိုတဲ့နေရာမှာအခု on ဖြစ်နေတဲ့နေရာကနေပြီးတော့ကျွန်တော်တို့ off လုပ်ပြီးတော့ကျွန်တော်တို့ပိတ်ထားပေးလိုက်ပါ okay နှိပ်ပါ okay အခုလို background data ကို offload ပြီးတော့ပိတ်ထားလိုက်မယ်ဆိုလို့ရှိရင်ဒီ chrome browser ကနေပြီးတော့နောက်ခံ background ကနေပြီးတော့စားနေတဲ့ internet data တွေကို စားလို့ရတော့မှာမဟုတ်တော့ပါဘူးကျွန်တော်တို့ပိတ်ထားလိုက်ပါပြီဒီ Chrome browser ကိုပုံမှန်ကျွန်တော်တို့အသုံးပြုလို့ရလားဆိုလို့ရှိရင်တော့ပုံမှန်အသုံးပြုလို့ရပါတယ် Facebook YouTube တို့ကိုလည်းဒီတိုင်းပဲကျွန်တော်တို့တွားပြီးတော့ပိတ်ထားလို့ရပါတယ် YouTube ဆိုလို့ရှိရင်တော့ကျွန်တော်တို့ YouTube ထဲမှာဝင်လိုက်မယ်ပြီးတော့ကျွန်တော်တို့ data usage နေရာမှာချင်းနေလိုက်မယ်ပြီးရင်ကျွန်တော်တို့ background data ကိုတစ်ချက်ပိတ်ပေးလိုက်ပါ okay နေပါဒီတိုင်းလည်းပဲကျွန်တော်တို့ပိတ်ထားလို့ရပါတယ် ကျွန်တော် Facebook ဆိုလို့ရှိရင်လည်း Facebook ကိုလိုက်ပြီးတော့ရိုက်ရှာလိုက်မယ်အပေါ်မှာ Facebook မှာလည်းပဲကျွန်တော်ဒီတိုင်းပိတ်ထားလိုက်လို့ရပါတယ် Okay data use system ကိုနေလိုက်မယ်ပြီးတော့တော့ကျွန်တော်တို့ background data အောင်တစ်ချက်နေပြီးတော့ okay ကိုနေမယ်ပြီးရင် off ဒီလိုလေးပိတ်ထားလိုက်ပါဒါဆိုလို့ရှိရင်တော့ရပါပြီ now ဟုတ်ကဲ့ပါအခုကျွန်တော်မိတ်ဆွေတို့ကိုပြောပြပေးထားတဲ့ဒီစက်တိန်တွေကိုမိတ်ဆွေတို့ကလိုက်ပြီးတော့ပိတ်ထားမယ်ဆိုလို့ရှိရင်တော့မိတ်ဆွေတို့ရဲ့ဖုန်းဟာ ဖုန်းဘက်ထရီပို့ပြီးတော့ charge ရခံအတုံးပြူလာနိုင်မှာဖြစ်တယ်လို့ဖုန်းကလည်းပို့ပြီးတော့အမြန်ဆက်ပို့ပါတွက်လက်လာမှာဖြစ်ပါတယ်။နောက်ပြီးတော့ဘေးကမှမတီးပင်နဲ့ဖုန်း screen ပေါ်မှာတက်လာတဲ့ကြော်ညာတွေကလည်းပိတ်ပြီးတာဖြစ်သွားမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။ဒီဗီဒီယိုကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင်မတီးသေးတဲ့သူတွေအတွက်ပါအကျိုးရှိလောက်အောင်ဗီဒီယိုကို like and share များလုပ်ပေးတော့နိုင်ပါတယ်။ဗီဒီယိုမှာနားမလည်တာတွေရှိရင်လည်း comment လေးတွေရေးထားပေးနိုင်ပါတယ်။နောက်ထပ်ဗီဒီယိုမှာပြန်ပြီးတော့ဆုံကြရအောင်။အားလုံးပဲမင်္ဂလာပါ။